ီကွင်းလက်ကစားမဟုတ်တာခေါ်ယူနိုင်ရင်မိုင်နူးကိုညတ်တက်တို့လက်လွတ်လို့ရပါပြီ။မန်ချက်စတာယူနိုက်တက်အသင်းဟာဇန်နဝါရီပြောင်းရွှေ့ကာလမှာမမျှော်လင့်ထားတဲ့ခေါ်ယူမှုတစ်ခုကိုပြီးတက်ဖို့နှီးစက်နေပြီးအပြည့်သဘောဆောင်တဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ဒီနေ့ထွက်ပေါ်နေတာဖြစ်ပါရီ။ညတ်တက်ကပြီးခဲ့တဲ့ရာသီပြောင်းရွှေ့မှာမာဒီယက်ကူညာ၊ဘရိုင်းအန်ဘိုမို၊ဘင်မင်ဆက်ကိုနဲ့ဆန်နီလမ်မန်စတိုးလိုကစားမတွေကိုခေါ်ယူဖို့အတွက်ပေါင်တန်း၂၀၀တုံးဆွဲခဲ့ပါရီ။ နေပြရုပင်မော်ရင်ရဲ့အသင်းဟာစရပွဲကစားပြီးချိန်မှာနိုင်ပွဲ၅ပွဲတရီ၃ပွဲနဲ့ရှုံးပွဲ၃ပွဲနဲ့တူပရီမီယာလိဇယားအဆင့်၁၀မှာရပ်တည်နေပါရီဒေါ်လက်လက်တော်သင်းတွေရတော့ United ကဇန်နဝါရီမှာနောက်ထပ်ပြောင်းရွှေ့တစ်ခုအတွက်ကြိုးပမ်းနေတာဖြစ်ပါရီဘရာဇီးယားသတင်းတွေရ United တို့က Off Queen နဲ့လူ Joao Mascos ကိုခေါ်ယူဖို့လှုံ့ဆော်နေကြပါရီနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေရတော့အသက်၂၄နှစ်ရွယ်ကစားမကကလပ်တင်ပြောင်းရွှေ့ဖို့နှီးစပ်နေပြီးတော့သူ့ကိုယ်သူမြင့်တင်ဖို့ပရီမီယာလိဇယားအောက်ဆုံးကအသင်းကနေထွက်ခွာဖို့ရှိနေတာဖြစ်ပါရီ နိုင်ရကဂိုမက်စ်ကိုသူ့ရဲ့ဇာတိဘရာဒီကဖလမန်ကိုမှာရှိစဉ်ကလေးကစိတ်ဝင်စားခဲ့လို့သိရပြီးတော့အချိန်တန်ကြာစောင့်ကြည့်နေကြတာဖြစ်ပါရီဇန်နဝါရီမှာပြောင်းရွှေ့ဖြစ်များဖို့အတွက်ဆွေးနွေးညှိနှိုင်းမှုတွေကမကြသေးငါတိုးတက်လာခဲ့လို့ဆိုပါရီနေရာဒီမှာကွင်းလယ်နေရာကိုအားပြနိုင်ခြင်းမရှိခဲ့ပြီးတဲ့နောက်နိုင်တဲ့တို့က ကွင်းလယ်လူသစ်ခေါ်ယူဖို့အတွက်အသေးအတန်လိုအပ်နေပြီးတော့ Northern Forest က Ilio Anderson, Crystal Palace က Adam Warden နဲ့ Brighton က Carlos Palibar တို့နဲ့လည်းပတ်သက်နေခဲ့ပြီးတော့ Palibar ကသူတို့ရဲ့ထိတ်တန့်ပြင်းမဲ့ဖြစ်နေပုံရပါတယ်။ဒါမလဲ Gomez ကဆွဲဆောင်မှုရှိတဲ့ရွေးချယ်မှုတွေဖြစ်ထွက်ပေါ်လာခဲ့ပြီးတော့ကုညာရဲ့ခြေအောက်နင်းက Hoof ကနေပြောင်းရွှေ့လာနိုင်ပါတယ်။ပေါင်44တန်းတန်ဖိုးရှိတဲ့သူရဲ့ရောက်ရှိလာနိုင်ခြေကနေပြ Emery လက်အောက်မှာကစားခွင့်ရဖို့ရုန်းကန်နေရပြီးတော့နေရာဒီကအငားချဖို့ညင်ပက်ခံခဲ့ရတဲ့အတွက်ဇန်နဝါရီမှာအငားထွက်လုံနေတဲ့ Kobe Mino အတွက်ကတော့ဒီကထိုးနှက်ချက်တစ်ခုဖြစ်ပါလိမ့်မယ်။ ဟုတ်နေပြတဲ့ Rolf Edward ကိုတည့်ပြထမဆုံးပွဲမတိုင်မီ Gomez ရဲ့နာကအကြောင်းမေးမြန်းခဲ့ရမှာတော့ကျွန်တော်ခစားမခွင့်မှုအကြောင်းဆွေးနွေးခဲ့ကြပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့အဓိကအာရုံကအသင်းကိုစီးရုံးမှုဖြစ်နေပါတယ်ကျွန်တော်မှကောင်းမွန်တဲ့ကစားမတွေရှိပါတယ်စိတ်ဝင်စားမှုအများအားရှိနေမှာပါဒါပေမဲ့ကျွန်တော်ဘာမှမသိပါဘူးဂျိုဟာကဒီသတင်းပတ်မှာအကောင်းဆုံးဖြစ်ခဲ့ပါတယ်လို့အမှတ်ချက်ပြုခဲ့ပါတယ်ဂျိုဟာ Gomez ကရုပ်ပိုင်းဆိုင်ရာအလွန်တန်မာပြီးတော့အားကောင်းတဲ့ကွင်းလှည့်လူဖြစ်လူတည်များပါတယ် သူကဥပမာခန်းစီကွင်းလက်လူနဲ့ပိုကွင်းလက်လူနေရာနှစ်ခုလုံးကိုကစားနိုင်ပြီးတော့ပြင်းထန်တဲ့ဖိအားပေးမှုပြမဲ့တိုက်စစ်ကိုဖျက်ဆီးမှုနဲ့ဘောလုံးပြန်လည်ရယူမှု